ဇွန်လ၄ရက်နေ့မာထားတော်မူသည့်အတိုင်းနော်ရဲပြုလေ၏ကဘာဦးချမ်းခန်းကြီး6ခန်းငယ်20နှစ်တနေ့တွင်ဖျားသခင်ကနော်အဲအားလူသားမျိုးနွယ်တစ်ခုလုံး၏ကောက်ချစ်ဆင်းလဲမှုများနှင့်ထိုသူတို့၏လှုပ်ဆောင်မှုကြောင့်ဝမ်းနည်းကြေကွဲရကြောင်းအသိပေးလေသည်ဖျားသခင်မှရေလွှမ်းမှုမှုဖြင့်လူသားမျိုးနွယ်တစ်ခုလုံးကိုဖယ်ရှားမည်ဖြစ်သောကြောင့်နော်အဲမိသားစုနှင့်တရိတ်ဆန်များကိုကယ်တင်နိုင်ရန်အတွက် လေကြီးတစ်စင်းဆောက်လျောင်ခိုင်းစေလေသည်။တမချန်းစာရနော်အဲဒီဖျားသခင်ကိုအကျွမ်းမဲ့ယုံကြည်ပြီးရေလွှမ်းမှုခြင်းနဲ့ရက်40ကြာမိုးရွာသွန်းခြင်းတို့ကိုမမြင်ဘူးသူဖြစ်ပါသည်။နော်ရဲ့အနေဖြင့်မိကိုအားထားရမှာဖျားသခင်၏နှုတ်ထွက်စကားသာဖြစ်ပြီးရေလွှမ်းမှုပြီးသည့်နောက်ပိုင်းနော်ရဲ့သူမိသားစုမှအပလူသားမျိုးနွယ်တစ်ခုလုံးရေလွှမ်းမှုခြင်းခံရလေသည်။နော်ရဲ့ကေတင်ခံရခြင်းမှာဖျားသခင်ကိုယုံကြည်ခြင်းကြောင့်ဖြစ်ပါသည်။ နောအေကာလာအတိုင်းယနေ့ခေတ်ခါတွင်ကြုံတွေ့နေရပြီးဘုရားသခင်ယေရှုမှတဆင့်ကယ်တင်ခြင်းဆုယေရှုတော်ကိုညှင်းဆန်သူများအတွက်ရေလွှမ်းမိုးခြင်းကဲ့သို့ကပ်ပြီးခြင်းတစ်ခုစောင့်ကြိုလျက်ရှိနေပါတယ်။ယနေ့အတွက်ဆုတောင်းချက်အဖဘုရားသခင်ခွင့်လွှတ်တော်မူပါနောအေလိုမိခိုးမထုတ်ပဲအကျွင်းမဲ့ယုံကြည်တတ်ဖို့ဆုတောင်းပါတယ်။အာမင်။ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုယေရှုအထူးပဲတင်ရှိပါရခင်ဗျာ။မနက်ဖြန်ပါလဲ။ တခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးအောင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါတယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ရက်တွေမှာပြန်တွေ့ပါအောင်မိခင်ဗျာ။